စင်ကောင်စီကပြီးခဲ့တဲ့ရက်ပိုင်းတွင်မန္တလေးတိုင်းတပိတ်ချင်းမြို့နယ်နဲ့တွင်းငယ်တဝိုက်ကိုလေချောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီးမိုးကုန်းဖွယ်ချမ်းထိပါတိုက်စစ်ဖော်ဆောင်ထိုးဖောက်ဖို့ကြိုးစားနေတယ်လို့သိရပါတယ်။မနေ့ကဧပြီလ30ရက်ည8:00နာရီကျော်အချိန်ခန့်မှာတအန်းတီအန်အယ်လီတက်တွေထိမ့်ချုပ်ထားတဲ့မိုးကုန်းမြို့နယ်ဘက်ကိုလေချောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့စီးရီးတရင်ချင်းမြထံကသိရပါတယ်။တပိတ်ချင်းနဲ့တွင်းငယ်ဘက်ကိုဆင့်ရလဲဖို့တယ်။လေချောင်းလဲတိုက်ခိုက်တယ်။ လက်နက်ကြီးနဲ့ပစ်တာတွေလည်းတုံးနေတယ်မိုးဘုတ်ကိုစီးရဲထိုးဖောက်ဖို့ကြိုးစားနေရဲဆိုတာသိတာနေပါတယ်လို့စီးရဲတရင်ရှင်မြစ်က ARD Times ကိုပြောပါရယ်စစ်ကောင်စီဟာကိုကက် MNDA တက်တွေထိန်းချုပ်ထားတဲ့အရှင်းမြောက်တိုင်းစစ်ဌာနချုပ်ရုံးဆိုင်ရာလာရှိုးမြို့ကိုတရုတ်ကူညီနဲ့အတွဲတကူရရှိပြီးနောက် TNL တက်တွေထိန်းချုပ်ရာမိုးဘုတ်မြို့ကိုရရှိဖို့အတွက်ကြိုးပမ်းလာတာဖြစ်ပါတယ် မင်းညကမိုးကုတ်ကိုဘုံကျဲခဲ့တဲ့နေရာကိုအသေးစိတ်မသိရှိရသေးပဲသစ်စိန်ကုန်းဘက်ကိုလေချောင်းကဘုံကျဲသွားခြင်းဖြစ်တယ်လို့ဒေသခံချုပ်ထံကသိရပါဗျ။စစ်ကောင်စီကမင်းနေ့တိုင်းတွင်းရှိတော်လိုင်းတပ်တွေထိန်းချုပ်ထားတဲ့တပိတ်ချင်းမြို့နယ်တွေကအရေးထွက်ရွာကိုလည်းပြီးခဲ့တဲ့ဧပြီ19ရက်နေ့နေ့ပိုင်းကဘုံကျဲတိုက်ခိုက်ခဲ့ရာကလေးငယ်တွေအပါအဝင်20ကျော်သေဆုံးတယ်လို့သိရပါဗျ။ ဒါအပြင်ဧပြီလ16ရက်နေ့ကလည်းတပိတ်ချင်းမြို့နယ်လိကြရွာကိုစစ်ကောင်စီကဘုံးကျဲတိုက်ခိုက်ခဲ့လို့ဒေသခံ73တေဆုံးခဲ့ပါတယ်။စစ်ကောင်စီအနေနဲ့မန္တလေးတိုင်းတွင်းရှိတုံလိုင်းတပ်တွေထိန်းချုပ်ရာနေရာတွေကိုပြန်လည်စိုးမုံးမှုရယူလိုနေပြီးစီးရင်မှမိုးဖို့ကိုအဓိကရည်ရွယ်ပြီးဥတီတိုက်ခိုက်နေခြင်းဖြစ်တယ်လို့တုံလိုင်းတပ်ဖွဲ့တွေကပြောပါရတယ်။လက်ရှိမှာစစ်ကောင်စီကနားရှို့အပြင် မိုးကုတ်နဲ့ရှမ်းမြောင်ရှိတောင်ခမ်းတို့ကိုပါပြန်လည်ရယူဖို့အတွက်အစိမ့်ငွေဘုံတွေပါသုံးပြီးနေ့စဉ်တန့်ခိုက်နေတယ်လို့ DNA ရဲ့ထုတ်ပြန်ချက်အရသိရပါဗျ။